အားလုံးပဲမင်္ဂလာပါဒီနေ့ကျမကတော့ Facebook အသစ်မှာတက်ပါလာတဲ့ cloud တစ်ခုကိုပြောပြမှာဖြစ်ပါတယ်ဒီ cloud ကအရင်ကအရေးကြီးတယ်သူကဒီ cloud ကိုဖိတ်ထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ video တင်တဲ့အခါမှာသူကအိုတိုကော်ပီညှိမြစ်ဆိုတာကိုချက်ပဲမှာဖြစ်ပါတယ်တော်တော်လေးဝအရေးပါမှာဖြစ်ပါတယ်အသစ်ဆိုတဲ့အတိုင်းအသစ်ဟုတ်တဲ့အတွက်လူတိုင်းကတော့မဖိတ်ထားဘူးထင်တယ်ဒါဆိုရင်ခုကျမနဲ့အတူတူအဲ့ဒီ cloud ပဲမှာရှိလေဘယ်လိုဖိတ်ရမလဲဆိုတော့တွားကြည့်ရအောင်နော် okay let's go ကိုယ့်ရဲ့ facebook တင်ဝင်မယ် ပြီးတော့အပေါ်မှာကိုယ့်ရဲ့ logo နဲ့မြင်ပြီးတော့အပေါ်နဲ့နဲ့ဆွဲလိုက်ပြီးရင်ဒီမှာကိုယ့်ရဲ့ video စာတင်တဲ့နေရာကိုနှိပ်မယ်ဒီမှာ video ဆွဲနေရာကိုထိပ်ပါပြီးရင်ကိုယ့်ရဲ့ video တစ်ပုဒ်ရေးချပါပြီးတော့အပေါ်မှာ caption လေးရေးလိုက်ပါရေးလို့ပြီးတော့ရင်တော့ next ကိုအပေါ်မှာ next ကိုနှိပ်ပါပြည့်တယ်လို့ပုံစံရလိုက်ရအောက်နည်းနည်းဆွေးဒီမှာ copyright check ဆွေးနေရမှာနေရပါမယ် ီမှာတော့ဒီခလုတ်ကိုဖွင့်ထားပါ အောက်မှာအမှန်ကိုချစ်ပါပြီးရင်တော့အပေါ်မှာဒန်းကလေးကိုနှိပ်ပါကော်ပီရိုက်ချက်ဆိုတဲ့နေရာမှာကြည့်မယ်ဒီလိုစာသားပေါ်လာရင်တော့ရတော့ပါပြီ။နောက်ဗီဒီယိုဒီနိုင်ဒီလိုလိုဖွင့်ဆင်မလို့တော့ပါဘူးဒီခတ်ဖွင့်ရင်ရတော့ပါပြီ။ပြီးရှင်းနောက်ဆိုတဲ့နေရာကိုနေပြီးဗီဒီယိုတင်လို့ရပါပြီ။အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်း။